Android tablet တွေမှာ extra နဲ့ keyboard နဲ့ကျွန်တော်တို့မြန်မာစာ font တွေကိုပေါ့နော်မှန်မှန်ကန်ကန်နဲ့ရိုက်လို့ရအောင်ဘယ်လိုမျိုးမြန်မာစာ font ကိုအလွယ်တကူထည့်ပြီးတော့အသုံးပြုရနိုင်မလဲဆိုတာကိုကျွန်တော်ဒီနေ့ video တွေမှာပြပြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နိပညာ channel ကနေပြန်လည်ပြီးတော့ជួសជុលလိုက်ပါတယ်ဒီနေ့ video တွေမှာတော့ကျွန်ရဲ့ဒီ Android user လေးတွေအတွက်ပေါ့နော် Android tablet ဒီမှာ physical keyboard နဲ့မြန်မာစာ font ကိုဘယ်လိုမျိုးရိုက်လို့ရနိုင်မလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေကကိုယ့်ရဲ့ ခုရှိမှာကပေါ့နော် tablet လုံးကိုင်ထားပြီးတော့မှကျွန်တော်တို့က external keyboard နဲ့တွဲပြီးအသုံးပြုချင်တာဖြစ်ဖြစ်ကိုယ့်ရဲ့ tablet မှာပေါ့နော် external keyboard နဲ့ရိုက်တဲ့အခါမှာမာသာဖုန်းရိုက်လို့မရတာဖြစ်ဖြစ်ဒီလိုမျိုးပြဿနာတွေကိုမိတ်ဆွေနေနဲ့ကလက်ရှိကြုံတွေ့နေရတယ်ဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ tablet တွေမှာမြန်မာစာဖောင့်ကိုအလွယ်တကူထည့်ပြီးတော့ ကီးဘုတ်နဲ့ချိန်ပြီးတော့အသုံးပြုရအောင်ပေါ့နော်ပီရိုရဲ့နာမည်နီးလန်းအကြောင်းကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ကိုပြပမှန်ဖြစ်လို့ဒီနေ့ဗီဒီယိုလေးကိုအဆုံးနဲ့ရှုပ်ပေးစီချင်ပါတယ်ကျွန်တော်ကတော့နေပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology Channel ပဲဖြစ်ပါတယ်ဗျာဒါကတော့ကျွန်တော်ဒီဟောပါတော့ဒီ extra ne keyboard original ပါတယ် Huawei MatePad 11.5 အဲ့ပါဘောနော် tablet လေးနဲ့ဆက်ပြပေးမှာဖြစ်ပါတယ်အရင်ဆုံးတော့ကျွန်တော်တို့ကဒီသူ့မှာတော့ဘောနော် magic keyboard နဲ့အရင်ဆုံးကျွန်တော်တို့ကချိတ်လိုက်မယ် magic keyboard နဲ့ချိတ်ပြီးတဲ့အနေအထားမျိုးမှာဆိုရင်တော့ကျွန်တော်တို့ကလက်ရှိဘောနော်မြန်မာစာဖောင့်တော့ရိုက်လို့မရသေးဘူးသူက magic keyboard ကတော့ original ပါတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကအင်္ဂလိပ်နဲ့ပတ်သက်တဲ့ဖောင့်တွေကိုတော့လွယ်လွယ်ကူကူတော့ရိုက်လို့ရတယ်ဘောနော်အဓိကကျတော့ကျွန်တော်တို့ကမြန်မာစာဖောင့်အောင်ဘောနော်ဒီ tablet မှာအသုံးပြုနေတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့က note တဲကိုအရင်ဆုံးသွားပြီးတော့ မြန်မာစာဖောင်းရလာမရလားဆိုတော့တစ်ချက်စမ်းကြည့်မယ်ပေါ့နော်။ဒါကြောင့်မူကျွန်တော်တို့က new paper ကိုခေါ်ပြီးတော့ text ကိုရွေးပြီးတော့တစ်ချက်စမ်းကြည့်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကဒီဘာပေါ့နော်ဘာသာစကားပြောင်းဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့က control ရဲ့ space ပေါ့ပေါ့နော်။သူက extra နဲ့ keyboard ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မူကျွန်တော်တို့ computer တစ်လုံးအသုံးမိရတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ဒီဘာသာစကားပြောင်းတဲ့အခါမှာဆိုရင်ပေါ့နော် keyboard လေးရောက်ကိုကျွန်တော်တို့က control ရဲ့ space ကိုနှိပ်ပြီးတော့ keyboard လေးရောက်ကိုချိန်ပြီးတော့ နှိပ်ပြီးတော့ပြောင်းလဲရမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ဒီနေ့လုပ်ပြမယ့် tablet ရဲ့အမျိုးအစားကိုတစ်ချက်ပြပါမယ်။သူ့ရဲ့ tablet လေးကတော့ Huawei MatePad 11 Wi-Fi လက်မှာပေါ့နော်11 5 inch Harmony OS version ကတော့2.0 version မှာဆက်ပြပေးမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီ physical keyboard ပေါ့နော်ထည့်ပြီးတော့အသုံးပြုရတဲ့နည်းလမ်းလေးပါ။ရှောက်ရှေ့မှာဆိုရင်တော့ဒီ Intel tablet အများစုမှာလည်း ဒီ physical keyboard တွေချိန်ပြီးတော့သုံးမိတဲ့အခါမှာမြန်မာသာဖောင့်ထည့်နည်းလေးကိုလည်းကျွန်တော်ရှေ့မှာ view လေးလောက်ထားရှိပေါ့နော်အဲ့ view လေးမှာလည်းအဲတခြားဒီ Huawei tablet မှာမဟုတ်ဘူးတခြား keyboard တွေနဲ့ချိန်ပြီးတော့သုံးရတဲ့အခါမှာအဲ့ဒီကိုထည့်နည်းလေးကိုလည်းတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်အဲဒီမှာဆိုရင်တော့ကျွန်တော်တို့ကဒီ application လေးတစ်ခုကိုတော့အရင်ဆုံး download ဆွဲဖို့လိုမယ်ပေါ့နော် application ရဲ့နာမည်ကတော့ Jordi AZ မြန်မာပေါ့နော်အဲကျွန်တော်ရှေ့ကဒီ iNet tablet မှာလောက်တဲ့ keyboard လေးကတော့အဲ Surf စကီဘောပေါ့နော်စကီဘောနဲ့ရှေ့ကဒီအိုင်နဲ့တက်ပလက်မှာဆိုရင်တော့လှုပ်ပြခဲ့တယ်ဒီနှစ်ပြီးမှာတော့ဟာဝေးမိတ်ပတ်ဒီမှာဆိုရင်တော့ကျော်ဒီအန်ဆက်မြန်မာဆိုတဲ့ကီးဘုတ်လေးကိုထည့်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်အန်ဆက်မြန်မာကိုတော့ကျွန်တော်တို့ကြိုက်တဲ့နေရာသွားပြီးတော့ဒေါင်းလုဒ်ဆွဲလို့ရတယ်ကျော်ဒီအက်ဂရဒီဟာလည်းသွားပြီးတော့ဒေါင်းလုဒ်ဆွဲလို့ရတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်ခါတိုင်းဒေါင်းလုဒ်ဆွဲနေကြဖြစ်တဲ့ APK Combo ဆိုတဲ့ website ကနေသွားပြီးတော့ဒေါင်းလုဒ်ဆွဲပါမယ် APK Combo မှာဆိုရင်တော့ကျွန်တော်တို့ဒီ Android နဲ့ပတ်သက်တဲ့ application အများစုပေါ့နော် ကျွန်တော်တို့က Play Store ထဲသုံးရမလို့ပဲနဲ့လိုအပ်တဲ့ application အများစုကိုဒီနေ့ဒီ APK Combo ဆိုတဲ့ website မှာပေါ့နော်အဲ့လိုတကူသွားပြီးတော့ download ဆက်လို့ရပါတယ်။တခြား web download ဆက်လို့ရတဲ့ website တွေလည်းရှိတယ်ပေါ့နော်။ဒီ add to down တို့ APK Combo တို့ APK Viewer တို့ဆိုတာလည်းကျွန်တော်တို့ဒီ mobile phone သုံးတဲ့လူတွေအတွက်ဆိုရင်တော့ပေါ့နော် Android သမားတွေဆိုရင်တော့ရှင်းနီးသားရှင်းနီးပြီးသားဖြစ်တယ်မယ်လို့ထင်ပါတယ်။ဒါကတော့ကျွန်တော်ဒီ Answer မြန်မာဆိုတဲ့ application ကိုအရင်ဆုံး download ဆွဲနေတာဖြစ်ပါတယ်။ ပြီးရင်တော့ကျွန်တော်တို့က asset မြန်မာလေးကို install ဆက်မယ်ပေါ့နော်ဒါကြောင့်မို့ download ကြခြင်းလေးကိုတော့တစ်ချက်ဆောင်ပေးလိုက်ပါ ကျွန်တော်ရှိမှာက line လေးအနည်းငယ်ကြာနေတာဖြစ်တဲ့အတွက်ကြောင့်မို့အန်ဆက်မြန်မာ down စတဲ့နေ့တို့ကြာပါရယ်ဗောနော်အဲ sample map လောက်ပဲရှိပါတယ်အချိန်ကတော့အရင်ပေးကြတာမလိုပါဘူးဗျာဒါဆိုရင်တော့ကျွန်တော်ဒီအန်ဆက်မြန်မာလေးကိုအရင်ဆုံးကျွန်တော်တို့ရဲ့ mail ပတ်မှာ install ဆွဲလိုက်ပါမယ် mail ပတ်မှာ install ဆွဲပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီကောင်လေးကို ကျွန်တော်တို့ရဲ့ mo physical keyboard မှာဗောနော် language ကိုသွားပြီးတော့ input လုပ်ပါမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ phone setting တွေကိုပဲပြန်ပြီးတော့သွားပါမယ်ဗျာ ပြီးတော့ APP ထဲမှာကျွန်တော်တို့ဒီ install ဆွဲထားတဲ့ Android မြန်မာ application တွေရောက်မရောက်တစ်ချက်သွားစစ်ကြည့်ပါမယ်။ permission တွေဘာတွေကတော့သူ့မှာတော့ဘာမှတော့ပေးကြမလို့ပါဘူး။ဒါကြောင့်မလို့ဒီ search bar နေပေါ့နော်။ keyboard ဆိုပြီးတော့ကျွန်တော်တို့ကရိုက်လိုက်ပါမယ်။အဓိကကျတော့ကျွန်တော်တို့ဒီ mo physical keyboard ကိုချိတ်ဆက်ထားဖြစ်တဲ့အကြောင်းမို့ keyboard လိုပဲရိုက်ပေးလိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Huawei tablet မှာ Huawei Magic Keyboard နဲ့ချိန်ထားတာပါအဲအရင်ဆုံးကျွန်တော်တို့ကသူ့ရဲ့ device ကိုတစ်ချက်ပြပါမယ် ဒါကတော့သူ့ရဲ့ဒီ firmware update ပေါ့နော် firmware update ကတော့ကျွန်တော်နောက်ဆုံး version တွေကို update လုပ်ပေးထားပါတယ်ဗျာကျွန်တော်ကဒီ father စကားကိုအဲဒီ choose လောက်မှာဖြစ်တဲ့တကြောင်ပေါ့နော် language တွေကိုသွားပြီးတော့ choose keyboard နေရာမှာကျွန်တော်ကအောက်လေးကိုနည်းနည်းလေးဆွဲပေးလိုက်ပါအဓိကကကျတော့ကျွန်တော်တို့ကမြန်မာစာဖောင့်ကိုရိုက်မှာဖြစ်တဲ့တဲ့ကြောင့်မို့ကျွန်တော်တို့က accent မြန်မာကိုထည့်ထားရုံပဲပေါ့နော် accent မြန်မာကိုထည့်ထားလိုက်ပြီးဆိုရနဲ့ကျွန်တော်တို့ရိုက်ကျင်တဲ့ language ကိုကျွန်တော်တို့ကရွှေ့ပြီးတော့ add ပေးလိုက်အောင်ပါပဲအဲဒီ ဘာသာစကားအချင်းပြောင်းဖို့တော့ကကြတော့ကျွန်တော်တို့ကွန်ပျူတာမှာအသုံးပြုနေကြတဲ့အတိုင်းပဲ control ရဲ့ space ကိုနှက်ပေးလိုက်ပါတော့ဒါဆိုရင်တော့ကျွန်တော်တို့မြန်မာစာဖောင့်ရောအင်္ဂလိပ်ဖောင့်ရောကိုနှစ်ခုရောပေါ့နော်ကျွန်တော်တို့ဒီစိတ်ကြရိုက်လို့ရသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီဟောပေါ့နော် test day ကိုခေါ်ပြီးတော့မြန်မာစာဖောင့်တစ်ချက်ရိုက်ကြည့်ပါမယ်ဗျာဒါကတော့ကျွန်တော်အင်္ဂလိပ်နဲ့ရေးနေတာပေါ့နော်အင်္ဂလိပ်လိုရေးနေတယ်မြန်မာစာဖောင့်ဆိုရင်တော့ကျွန်တော်မြန်မာ unique code ကိုအသုံးပြုပေးထားတယ်ပေါ့နော် အဲတဝေထိုးနဲ့အဲဒီဒီကောင်မှာဆိုရင်တော့ကျွန်တော်တို့ဒီကွန်ပျူတာမှာလို့တော့ရိုက်လို့တော့အဆင်မကောင်းဘောเนาะဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကကြော်တို့ဘာလို့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီကွန်ပျူတာမှာဆိုရင်တဝေထိုးအရင်ရေးရတယ်ဗောနော်အဲပြီးတော့မှသူကကာကြီးကိုရေးရဗောဒီမကောင်မှာကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကကြော်ကိုရေးမယ်ဆိုရင်ကျွန်တော်ကကာကြီးကိုအရင်ရိုက်ပြီးတော့မှတဝေထိုးကိုရေးဗောနော်အဲ့လိုမျိုးရေးမှာပဲကျွန်တော်တို့တဝေထိုးနဲ့ပတ်သက်တဲ့ အဲ application ဟိုပါဘောနော်ဆက်ဟိုပါဘော test တွေကိုတွဲပြီးရိုက်တဲ့အခါမှာတဝေထိုးအရင်ရေးစရာမလိုဘဲနဲ့တခြားကိုရေးကျင်တဲ့ခါကြီးဖြစ်ခါပွဲဖြစ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကရေးပေးလိုက်ပါပြီးတော့မှတဝေထိုးရေးပေးလိုက်ပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီကွန်ပျူတာမှာရိုက်တဲ့ပုံစံနဲ့တော့အနည်းငယ်တော့ကွဲပြားနိုင်တယ်ကျွန်တော်တို့ကဒီကွန်ပျူတာ version မှာကကြတော့ PC version နဲ့ Android version ပေါ့နော်အဲ့ဘူးကကြတော့တော့မတူတာဖြစ်တဲ့အကြောင်းမို့အနည်းငယ်တော့ပြောင်းလဲတော့ရှိနိုင်ပါတယ် ဒါကတော့ကျွန်တော်တို့ဒီ Huawei tablet ပေါ့နော် Huawei tablet မှာမဟုတ်ဘူးတခြား extra နဲ့ keyboard အဲပါတဲ့ပါတိုင်းဖြစ်ပါတိုင်းဖြစ်ဖြစ်တခြား tablet တွေမှာလည်းဒီနီလန်းလေးကိုအသုံးပြုပြီးတော့မြန်မာသားဖောင့်ကိုလွယ်လွယ်ကူကူနဲ့ရိုက်လို့ရနိုင်တဲ့နီလန်းလေးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့လည်းကိုယ့်ရဲ့ tablet မှာပေါ့နော် extra နဲ့ keyboard နဲ့တွဲသုံးတဲ့အခါမှာမြန်မာသားဖောင့်တွေကိုအလွယ်တကူထည့်ပြီးတော့အသုံးပြုရအောင်ပြုလုပ်လို့ရနိုင်မယ့်နီလန်းအကြောင်းကိုနားသွားလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းကျွန်တော်ကဒီ WPN နဲ့ပတ်သက်တဲ့ ပါဝါပိုင်းတွေအိတ်ဆဲတွေဟောတွေဟောပါနော်ကျွန်တို့ကဒီ PC ဘာရှင်းပုံစံအတိုင်းဒီလိုမျိုးတက်ဘလက်တွေမှာအရွယ်တကူဘယ်လိုမျိုးထည့်ပြီးတော့အသုံးပြုရနိုင်မလဲဆိုတာကိုပြတို့သွားဖို့အတွက်ဗီဒီယိုလေးတစ်ခုတော့ရှိတယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးကိုကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်မိတ်ဆွေအနေနဲ့လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးရင် like and subscribe share လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျာဗီဒီယိုလေးကိုအဆုံးထိရှုပေးကြတဲ့ဒုတိယစီတိုင်းကိုလည်းကျေးဇူးတူတူရှိပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျာအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ် jungle.